တော့ကျွန်တော်တို့ဒီဒီဗီဒီယိုကကြတော့ဗောနော်ကျွန်တော်တို့ဒီအခုဒီမေလာတရနေ့အာ2025ဗောနော်ဒီအခုဒီ record လုပ်နေတဲ့အချိန်ဗောနော်ဒီ time မှာအခုဟိုဟာဗော time ကိုစဝင်မယ်ဆိုရင်ရင်တော့လိုမျိုးမဟုတ်တော့ဘူးအခုကဒီ time ကိုဝင်မယ်ဆိုရင်မဝင်ခင်3ရက်အလိုလောက်မှာကျွန်တော်တို့ဘာလုပ်အောင်လဲဆိုတော့ဒီအာ TDAC ဆိုတဲ့ဒီ time digital arrival card ကိုအရင် အာဖြည့်ရမှာပေါ့နော် online အနေဖြည့်ဖြည့်လို့ရတယ်ဖြည့်တာကတော့နှစ်နည်းရှိတယ်ပေါ့လေ online အနေဖြည့်လို့ရတယ်ဒီလေးစေးရောက်မှ immigration မဝင်ခင်မှာ TDAC အာ point check point တွေမှာသွားဖြည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီ Thai immigration ကအကြံပြုထားတာကတော့ကျွန်တော်တို့ဒီ Thai ကိုမရောက်ခင်အာ၃ရက်အလိုလောက်မှာအာဖြည့်လာတာပို့ပြီးတော့ ကောင်းတယ်ပေါ့နော်အဲ့ဒါဆိုရင်အလုပ်လည်းမရှုပ်တော့ဘူးကိုယ့်ဘက်ခြမ်းနေအစင်လည်းပြည်တယ်ပေါ့နော်ဆိုတော့အခု policy ကအဲ့လိုမျိုး change သွားပြီဘယ်နိုင်ငံကနေပဲဖြစ်ဖြစ် travel လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီအာဒီ DDAC ပေါ့နော်ဒီ Thai Digital Arrival Card ကို online နေရှောက်လာမယ်ရှောက်လာပြီးတော့အဲ့ဒီရန်ရှောက်လာပြီးလို့ရှိတဲ့ဒီ QR code တော်လောက်ကောင်းဒီ screenshot တော်လောက်ကောင်းပေါ့နော်အဲ့တော့ immigration ဝင်တဲ့ချိန်မှာကျွန်တော်တို့အာပြပေးရမှာပေါ့နော်ဆိုတော့ဒီ ဒီဒီစီကပါလေပေါ့နော်ဆိုတော့ဒီဒီစီကကျတော့အာဒီအရှိကတော့သူတို့ရဲ့ဒီ Thailand Digital Arrival Gap ပေါ့လေဒါပေမဲ့အရင်တော့ကလည်းကျွန်တော်တို့ဓာတ်တွေကလုတ်ခဲ့ကြတယ်ပေါ့နော်လေစိတ်ရောက်တဲ့အချိန်မှာဒီအလွယ်ပြောရရင်တော့ကျွန်တော်တို့ဒီ TM6 ပေါ့ဗျာ TM6 Phone ဖြည့်တယ်ပေါ့အရင်တော့ဆိုကျွန်တော်လေစိတ်မှာ Phone TM6 Phone တောင်းပြီးတော့အဲ့ဒီ Phone ထဲမှာကျွန်တော်တို့ဒီ information ကိုရဒီအချက်လက်တွေကိုဖြည့်ရတာပေါ့နော်အခုကကြောအဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့ သူ့နိုင်ငံမရောက်ခင်မှာကိုဒီ information ဖြည့်ကျူဖြည့်လာတာဗောလေအဲအဲ့ဒါကိုပြောတာပါအဓိက trade through ရင်းတော့မဟုတ်အဲ့တော့ဒီ video မှာ ကျွန်တော်ကဘာလို့ပြမှာလဲဆိုတော့ဒီအာ DDAC ဆိုရဲဒီ found ဘယ်လိုလုပ်လဲဆိုတာကိုကျွန်တော် video မှာပြောပြပေးမှာဗောနော်ရင်းတော့လည်းမခက်ပါဘူးကျွန်တော်တို့ဒီ Facebook တို့ဘာလို့မှာလဲအဲ့လိုမျိုးအာ share ကြည့်လို့ရတယ်ဗောနော်တချို့ဟို file နေနဲ့လုတ်ပြတာတဲ့ဟာတွေလည်းရှိပါတယ်ကျွန်တော်ကဒီဟိုပါပေါ့ video ကဒီနေ့တရက်နေ့ဖြစ်တော့ကျွန်တော်မေ့နေတာလည်းပါပါတယ်တိတာကတော့ဒီပြီးခဲ့တဲ့ April လောက်လဝက်လောက်တည်းကတိတာဒါပေမဲ့မအားတာနဲ့မလုတ်ဖြစ်ဘူးအခုမှကျွန်တော်လည်းအချိန်ရတာနဲ့ပြီးဒီနေ့ကတရက်နေ့ရောက်နေပြီဆိုတော့လိုအပ်မထင်တော့ကျွန်တော် video လုတ်လုတ်ပေးလိုက်တယ်ပေါ့နော်ဆိုတော့အဓိကတော့ဒါပါပဲအဲ့တော့အရင်ဆုံး DDA အဲ CEO လုတ်မယ်ဆိုရင်ကျွန်တော်ပထမဆုံးသွားမှာဒီ ကျွန်တော်တို့ကျွန်တော်ဒီမှာ laptop နဲ့ပဲလို့ပြလိုက်မှာပေါ့နော်သူကဆို TD AC ဆိုရက်အာအဲ့လိုရတန်းရလဲလဲရတယ်တန်းပြီးတော့သူကဒီ Thailand Digital Arrival Cap ဆိုရက်ဒီ website ပေါ့နော်ဒီ ddac.immigration.go.th ဆိုရက်ဟာပေါ်လာမယ်အဲ့တော့ကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးတော့ sort မှာ verify လုပ်မယ်ပေါ့နော်ဒါနဲ့ကျွန်တော်တို့သူ့ရဲ့ website ထဲရောက်သွားလို့ရှိရင်ဒီကျွန်တော်တို့ button တစ်ခုတွေ့မယ်ဗျ Arrival Cap ဆိုရက်ဟာရဲ့ နောက်တစ်ခုက update arrival gap ဆိုရဟာဆိုရင်နှစ်ခုရှိတယ်ဗျာ update arrival gap အကြောင်းကျွန်တော်တို့ဒီ arrival gap ထဲမှာဖြည့်ရတဲ့ information တွေကျွန်တော်တို့ခီးရေးပိုင်းသွားလို့နောက်ထပ်တငငင်းတရားထပ်ပါလာတော့ဘာလို့ရှိခဲ့တယ်ဆိုရင်ကျွန်တော်အဲ့လူတရား information တွေပိုင်းဖြည့်ဖို့အတွက်အာထပ်ထည့်ရမယ့်အခါမှာဆိုကျွန်တော်တို့ဒီ update arrival gap ကိုသုံးပြီးတော့နှိပ်ပြီးတော့ထပ်ဖြည့်တာမျိုး ပြင်တာမျိုးဖြတ်တာမျိုးလုပ်တာပေါ့ဗျာအဓိကအခုကစလုံးမှာဆိုတော့ကျွန်တော်တို့ဒီ arrival gap ကိုပဲအရင်ရွေးပြီးတော့လောက်ရမှာပေါ့နော် error ပဲကတ်မှာကျွန်တော်တို့ okay အာအရင်ရွေးမယ်ပေါ့နော် okay so right we go နှိမ့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ information က၃ခုပေါ့လေ personal information ရ trip accommodation information နဲ့နောက်တစ်ခုကကျွန်တော် health declaration ဆိုပြီးရရှိမယ် personal information in passport ပေါ့နော် passport မှာပါတဲ့အာကိုယ့်ရဲ့ဒီ name middle name and national d citizenship not required my first name that the personal number ဘာလို့ဆိုရှိမလဲအဲ့တော့ကျွန်တော်ဒီမှာကျွန်တော် family name မှာကျွန်တော်နာမည်ဟိုဟိုထည့်တယ်ပြီးတော့နောက်ဆုံးဘာလို့ family name ကကျွန်တော်ရဲ့နောက်ဆုံးနာမည်ကိုပြောတာ middle name ကကျတော့ကျွန်တော် S E I N first name ကကျတော့ K T H A R ဘာလို့ဒါရစိန်ဦးပေါ့လေ the personal number ကကျတော့ကျွန်တော်က M I and 333345ဒါကျွန်တော် fake ပေါ့လေအစ်စတော့မဟုတ်ပါဘူး international ဒီ citizenship ကကြတော့အာကျွန်တော်တို့မြန်မာပေါ့ MYAN and the MMR မြန်မာပေါ့လေနောက်တစ်ချက်ကတော့ date of birth အာကျွန်တော်တို့ဘယ်နှစ်နေမှာတူရမှာ years ပေါ့လေ year ကြတော့ okay 1990နဲ့ခေါ်မထားလိုက်ပေါ့နော်ဒါအတုတွေပေါ့လေကျွန်တော်အစ်စ်ဖြေတာတော့မဟုတ်မန်ကကြတော့အမဟိုဟာပေါ့ဆယ်လပိုင်းမွေးတယ်ဒီကကြတော့ 15ရက်နေမှာမွေးတယ် occupation လောက်ကန်ကြတော့တခုခုပါလေကျောင်းသားဆိုလဲ student ပေါ့ဒါမှမဟုတ်ရှင်တခြားကိုလောက်လောက်ကန်တဲ့အလုပ်ရှင်နဲ့ထင်လို့ရတော့ gender ကတော့ male ပဲကျွန်တော် visa number ကတော့ကျွန်တော်ဒီ time ကိုဝင်မယ်ဆိုရင်လျှောက်လာတဲ့ visa number ရှိတယ်ဗျာဒီ visa number ကိုအာထည့်ရမှာပေါ့နော်ဆိုတော့အဲ့ဒါကတော့ကို visa apply လျှောက်လို့ရှိရင်ရလာလိမ့်မယ်ဗျာဒီ visa number ကိုအာကျွန်တော်ဒီတဲမှာထည့်ပေးရမယ်ဆိုတော့ကျွန်တော်ဒီမှာကတော့ ီတိုင်းပဲထည့်လိုက်တယ်။ဒါဆိုကျွန်တော်အစ်စ်တော့မထည့်တော့ဘူး။အာဒီတိုင်းပဲပေါ့နော်။ The country uh tourism's uh residence ပေါ့နော်။ So resident မှာကြတော့ကျွန်တော်တို့ကအာမြန်မာပဲပေါ့လေ။အဲဒီနော်မြန်မာမြန်မာနိုင်ငံသားပေါ့နော်။အာပြီးတော့ ဘယ် city ရိုင်းလာမလဲ state of residence ဆိုတော့ LD YAN G O N Django region နေကျွန်တော်လေးစိတ်ကလာမှာ phone number တော့ flags ကျွန်တော်ဒီဟိုပေါ့ညီမလာမယ်ဆို +95 လို့ထည့်ရမှာเนาะတကယ်ကျွန်တော်ကအာကိုတခြားဘယ်လိုပြောမလဲ လာဝိုလို့တခြားဗီယက်နမ်တို့ကမ္ဘောဒီးယားတို့စင်ကာပူတို့ဆိုရင်တော့တခြားနံပါတ်ပေါ့လေ plus blah blah အဲ့လိုမျိုးကျွန်တော်ဒီဖုန်းနံပါတ်တော့ညအာကိုပညာ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 ပေါ့ဗျာဒီဖုန်းနံပါတ်ထည့်လိုက်တယ်ဆိုပြီးလို့ရှိရင်တော့ကျွန်တော်တို့ nage continue ပေါ့နော်အာ matrix information မှာကျတော့ arrival information က date.arrival date.arrival ကကျတော့ ျွန်တော်တို့ဘယ်နေ့မှရောက်ရောက်နိုင်မလဲဆိုတဲ့ဟာကိုထည့်ရမှာဗျာအခုဒီနေ့ကကျွန်တော်တရက်နေတော့ကျွန်တော်တို့ option က၄ရက်ထိပဲပြီးရွေးတယ်ဗျာပြီးရက်၄ရက်ပဲပြီးရွေးတယ်အကြိုင်မရအောင်ဆိုတော့ကျွန်တော်၂ရက်နေလောက်ရောက်မယ်ပေါ့အဲဥပမာ၂ရက်နေ၅လပဲ2025 country တော့ကျွန်တော် country tracing where you bora ဘယ်ဘော်ရာနေလာမလဲပေါ့ကျွန်တော်ကဒီအာမြန်မာနေပဲအာလာမှာပေါ့နော်ဒီ ယ်လို့ကိုကတခြားပို့တာဆိုရင်တခြားနိုင်ငံလာမယ်ဆိုရင်တခြားနိုင်ငံကိုထည့်ပေါ့နော် Papua's Travel ကကျွန်တော်ကအာဒီမှာရွေးလို့ရတာအများကြီးပဲကျွန်တော်ကတော့ဒီ holiday အနေနဲ့ travel လို့ပဲထည့်လိုက်မယ်ပြီးတော့ Motor Travel ဘာနဲ့လာမှာလဲပေါ့နော်ဆိုတော့ကျွန်တော်လီရင်နဲ့လာမှာပေါ့လေမြန်မာနိုင်ငံဆိုကယ်လို့ကတခြားနိုင်ငံကြီးကုန်လန်းနေဝင်မယ်ဆိုရင်ဒီကားတို့ဘာတို့ပေါ့နော်ရွေးပေါ့နော် C ကတော့ကျွန်တော်လည်းအာဘယ်သူမှတိတ်မလာဖြစ်လောက်လို့ထင်တာပဲဒါအတူရှင်းရှင်းပါပေါ့လေများသောအားဖြင့်ကတော့လီရင်နဲ့ ဒီကုန်လမ်းကားနဲ့လာတာများတယ်ပြီးတော့ model of transport ကြတော့အာကျွန်တော် commercial flights နဲ့ပဲလာမှာပေါ့နော် flights နဲ့မှာကြတော့ something ပေါ့လေကျွန်တော် link ticket ဝယ်လို့ရှိရင်တော့ ticket ထဲမှာပါတယ်အာကျွန်တော်ပြန်တော့မပြတော့ဒါတိပီးသားဟာဒီဆိုတော့လေအရင်ရေမျိုးကို flight ticket မှာကိုကြည့်လို့ရတယ်ကိုဝယ်လာတော့ flight ticket မှာအာကားနဲ့ဆိုရင်လည်းဒီကိုကားရဲ့ဒီကိုဝင်လာမဲ့ express ရဲ့ express ဒါမှမဟုတ်ရှိရင်ယထာဆိုရင်ယထာ ယထာလုံးမတွေ့ဘူးနော် sorry ကားပေါ့လေကားပေါ့ဒါအဲ့မှာကားနံပါတ်တွေပါထည့်ပေါ့လေ flight vehicle number ကျတော့ something ပေါ့ဗျာ 8m r224 and ကျွန်တော်ပေါက်ကြထည့်တာဗျာသူ departure information မှာကျတော့အာ data departure ဘယ်အချိန်မှာကျွန်တော်တို့ပြန်ထွက်မလဲပေါ့လေကျွန်တော် visa နှစ်လရတယ်ဆိုတော့ကျွန်တော်ပြန်ထွက်မှာကျတော့အာဂျွန်လတလားလောက်ပဲနေမှာဗျာဂျွန်လ6ရက်နေမှာကျွန်တော်ပြန်ထွက်မယ်ပေါ့ဘာနဲ့ပြန်ထွက်မလဲဆိုတော့ကျွန်တော်လီရင်နဲ့ပဲပြန်ထွက်မယ် အာ Morals Transport Transport ကြတော့ခုနလို Commercial Flights နဲ့ပဲပြန်ထွက်မယ်။ Flight Number ကြတော့ပြောင်းလိုက်မယ်ဗျာ 7M 63အဲ့လိုမျိုးပြောင်းလိုက်မယ်ဗျာ။နောက်တစ်ချက်ကြတော့အာ Accommodation information အကြောင်းဒီကျွန်တော်တို့ဒီထိုင်းနိုင်ငံရောရောက်ပြီဆိုရင်ဘာမှနေမလဲဆိုတော့အာဟာကိုဖြည့်ရတဲ့အချက်ပေါ့လေဒီဟာကျွန်တော် I am the transit passenger I didn't stay in Thailand ဆိုရင်တော့ကျွန်တော်ဒီအမှတ်ကိုချလာလို့ရှိရင်တော့ကျွန်တော်တို့အာဖြည့်ရမလို့ဘူး ဒါပေမဲ့ကျွန်တော်ဒီ time မှာနေ time လာဖြစ်တဲ့ဘက်မှာနေမယ်ဆိုတော့ tire ဖြစ်ရမှာเนาะ tire accommodation in thailand ကျွန်တော်က hotel မှာနေမယ်တကယ်ချင်းဆိုရင်လည်းဒီမှာ guest house friends house ဘာမှမစွန်းတော့ဘာမှမပေါ့ hotel မှာနေမယ်ဆိုရင်တော့လည်း hotel ပေါ့လေ mebrobians မှာလဲဆိုတော့ကျွန်တော်ကဘန်ကောက်ပဲဘန်ကောက်မှာနေမယ်ပြီးတော့ district ကကြတော့ richard dewey ထဲမှာရှိရအာ ရာထိုင်းလေးကိုထည့်လိုက်တယ်အပြီးတော့အဘေးဒင်းနေကကြတော့ကျွန်တော်တို့ဒီတခုခုပေါ်လေးဟိုတယ်တခုခုကိုတဲမဲ့ဟိုတယ်ပေါ့ကျွန်တော်ဒီအားပေါ့နော်ဒီစပွန်ဆာဆွဲနေတခုထည့်လိုက်တယ်ဗျာပြီးတော့ကျွန်တော်တို့ continue ပေါ့ဆိုတော့ head အာ declaration ကကြတော့ကျွန်တော်တို့ဒီနှစ်ပတ်အတွင်းဒီဌာနနိုင်ငံမဝင်ရောက်ခင်နှစ်ပတ်အတွင်းဘယ်နိုင်ငံမှာနေခဲ့လဲဆိုတာကို အပြောတာပေါ့နော်ကျွန်တော်ကတော့ပင်မနေခဲ့တယ်ဆိုတော့ထားပါတော့မြန်မာနိုင်ငံလာမှသူဆိုရင်တော့ကျွန်တော်တို့အာမြန်မာကိုပဲပြန်ထည့်ရမှာပေါ့လေ so information နဲ့အားလုံးကထည့်ရတာဒါပါပဲအများကြီးမခက်ဘူး DM6 form ဖြည့်တယ်လို့ပဲ online နဲ့ဖြစ်သွားတာလွယ်လို့ကျွန်တော်ကတူတူပဲဆိုတော့အကယ်လို့ဒီမှာအောက်ဆုံးမှာ edit other traveler ရှိတယ်ဗျ edit other traveler ကိုလည်းတူတူလာမဲ့သူတွေပါတယ်ပါလာခဲ့မယ်ဆိုရင်ကျွန်တော်ကအဲ့ဒီ information ကိုဒီ edit other traveler ဆိုတဲ့နေရာမှာ အာနှိပ်ပြီးတော့ထည့်ပြရမှာပေါ့နော် ကျွန်တော်လူ၄ယောက်လာမှဆိုရင်၄ယောက်စာပေါ့တခါလေဒီမှာထည့်လို့ရတာပေါ့နော်ဆိုတော့ဒါရအောင်ပြီးသွားရင်တော့ကျွန်တော်တို့ဒီ preview ပေါ့ preview မှာကြတော့ကျွန်တော်တို့ကိုဖြည့်ခဲ့တဲ့ information တွေအာမှန်မှန်ပြန်စစ်တာပေါ့လေဒါဟာတွေတော့မရှိပါဘူးအဲ့ဒါကအားလုံးမှန်ပြီဆိုရင် ကျွန်တော်တို့ကဒီမေးဖို့မယ်ဗျာမေးဖို့မယ်ဆိုကျွန်တော်ကဘယ်မေးပြန်ပို့မလဲဆိုတဲ့ဟာကိုထည့်ပြရမှာ ကျွန်တော်တော့ဒီမှာကမေးကိုတော့အာတခြား ဟိုပါပေါ့အာ2ပေါ့လေမေမေကတော့2မဟုတ်ပါဘူး sorry ကျွန်တော် official မေမဟုတ်ပဲねတခြားမေတစ်ခုကျွန်တော်ထည့်လိုက်တယ်ပေါ့လေအဲ2တွေခဏခဏလောက်တော့များတော့ဟိုအာစေတနာတက်မှာဆိုတော့အမလောက်တော့ဆိုတော့တပြင်းတော့ဒီ i have written accept ပေါ့လေ10 condition okay agree အားလုံးပြီးသွားပြီမှန်ပြီဆိုရင်တော့ OK တယ် file ပြီဆိုရင်ကျွန်တော်တို့ submit နှိပ်ပြရမှာဗျာဆိုတော့ဒီဖြစ်လာပါလေဒီ email ပို့မယ်အဆင်ပြေလားပေါ့ OK ပြည်ရယ်ဘာလို့ဆိုအတူပြရအောင်ဆိုတော့ကျွန်တော်ထည့်လိုက်တယ် would you like to download this email and or open it okay download ကျွန်တော် download လုပ်လိုက်မယ်ဆိုရင်အာ desktop မှာ download လုပ်လိုက်မယ်ဗျာဆိုတော့ save ဖြစ်သွားပြီအဲ PDF file နေနဲ့ အာကျွန်တော်ဒေါင်းလိုက်ရရှင်ကျွန်တော်တို့ဒီ immigration ဒီ time ကလောက်တဲ့ဒီ immigration ဟိုပါဖောင်ဝမ်းရလာမယ်ဗျအဲ့မှာကျွန်တော်တို့ QR code ရှိရယ်ဒီစာရောက်ကျွန်တော်တို့ print arriving moving ခင်မှာ print ထုတ်သွားလေရတယ်အာဒါမှမဟုတ်ရှင်ねဒီဟာကိုပြလေရတာဗောလေဒီကသူတို့ကလီဇာရောက်လို့ရှိရင် immigration ဖြတ်လို့ရှိရင်သူတို့ဒီဟာကို scan ဖတ်ပြီးတော့ queen information တွေဘာညာတွေစစ်မှာဗျာ အဓိကဒါပဲဆာမင်းနှစ်မှာတော့ကျွန်တော်တို့ရဲ့ personal ဖြည့်ခဲ့တဲ့ personal information ဟိုဟာတွေရှိမယ်ပြီးနောက်တစ်ခုကျ trip information တွေနဲ့ accommodation information တွေဆိုရဟာပါမယ်ဒါပဲဒါပြီးပြီပေါ့လေဒါအာ DDAC ဖောင်ဖြည့်တဲ့နည်းဖြစ်ပါတယ်ဒီဟာတွေအကုန်လုံးကျွန်တော် fake information တွေထည့်ပြီးလုတ်လုတ်ပေးလိုက်တယ်ပေါ့လေအဲ့တော့ဒါပါပဲဒီနေ့ video ကတော့ဒီမေလာတရနေ့ကနေစပြီးတော့ထိုင်းနိုင်ငံက DM6 ဖောင်ဖြည့်ရတဲ့နေရာကနေဒီ DDAC ဆိုတဲ့ Thailand အာဟိုပါဗော Digital Arrival Gap ပုံစံပြောင်းသွားတဲ့ဟာကိုလုပ်ပြပေးတာဖြစ်တယ်ဗောနော်ဆိုတော့အားလုံးအဆင်ပြေကြပါစေအာနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဗောနော် Bye bye see you